မိတ်ဆွေတင်ရမြန်မာလူမျိုးလားဒါဆိုရင်တော့မကြခင်ဝါလာပါတော့မယ်အခုဒီဗီဒီယိုထဲမှာမြန်မာလူမျိုးမှန်ရင်ဘာလို့ဘိုက်ပူခါတုတ်လာတော့မယ်ဝါလာတော့မလဲဆိုတော့အကြောင်းရင်၃ခုကိုမျှဝေပေးတော့မှာဖြစ်ပါတယ်ကိုကမြန်မာလူမျိုးဆိုရင်အဆုံးအထိကြည့်ဖြစ်အောင်ကြည့်လိုက်ပါကို့အတွက်အကျိုးရှိတဲ့အရာတွေပဲရရှိမှာဖြစ်ပါတယ် ကျွန်တော်မြန်မာလူမျိုးကထမင်းမစားရရင်အသက်မရှင်ဘူးလို့မှတ်ထားကြများတယ်။ထမင်းစားမှအားရှိရလို့လည်းထင်ကြပါတော့။ထမင်းကိုအရင်ကြိုက်တတ်ကြပါရဲ့။ဒါကြောင့်မလို့ပဲထမင်းဖြူစားပြီးသွားပြီဆိုတိုင်းတခြားသောဟာလေးတွေစားတမျှလေးတွေကကိုယ့်အတွက် carry အပူဖြစ်သွားပါတယ်။ဥပမာဆိုပါဆိုပြအပြင်မှာကိုကအဟာရတွေကိုကပြည့်အောင်ကိုကစားခဲ့ပြီးသွားပြီ။စားခဲ့ပြီးသွားတော့မှအိမ်ပြန်လာတဲ့ခါကျရင်ကိုကထမင်းမစားရတဲ့ဆိုပြီးတော့မှထမင်းလေးစားလိုက်ရမှအာသာပြေတော့အကျူတွေအများကြီးရှိပါတယ်။ကိုကအဲ့ဒီထက်မှပါနေလားပါနေဆိုရင် comment မှာ yes လို့မှန်းခဲ့လိုက်ပါတကယ်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကိုအာဟာရပေးဖို့အတွက် carry ပေးဖို့အတွက်ကထမင်းတစ်မျိုးတည်းစားမှတင်ရတာမဟုတ်ပါဘူးဂျုံပြောင်းကစုံဥအသားစီတွေပေါ့နော်ဒီကနေမှရတဲ့ carry ကလည်းကျွန်တော်တို့အသက်ရှင်ဖို့အတွက်ထောက်ပံ့ပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ထမင်းစားမှအသက်ရှင်မယ်လို့တွေးပြီးတော့မှအစာနှစ်တိုင်းနေတိုင်းလို့လို့ထမင်း စားကိုစားရမယ်ဆိုတဲ့အယူမျိုးကိုအရင်ဆုံးဖြုတ်ဖို့လိုပါတယ်တကယ်လို့ကိုယ်ကအဲ့အယူကိုကိုယ်မဖြုတ်နိုင်ဘူးဆိုရင်ကျန်းမာရေးလိုက်စားဖို့အတွက် healthy meal plan တွေစားမတော့ပုံတွေကိုယ်ကပြောင်းတဲ့ခါကျရင်ကိုယ်ကခဏဝေးချဖို့အတွက်ပဲခဏကျန်းမာရေးကောင်းဖို့အတွက်မဖြစ်မနေအောင်ဤတီးခံပြီးတော့ပဲစားရတယ်လို့မျိုးပဲစားလိုက်တယ်ပြီးရတဲ့နှစ်လသုံးလကျန်းမာရေးအကျိုးကျေးဇူးလေးနည်းနည်းတိုးတက်လာပြီဆိုတာနဲ့မရတော့ဘူးထမင်းစားမှဖြစ်မယ်ဆိုရင်ပါထမင်းကိုပဲပြန်ပြီးတော့မှကိုယ့်ရဲ့အယူအတိုင်းပေါ့နော်ကိုယ့်ရဲ့ limit အတိုင်းပြန်ပြီးတော့မှစားတဲ့တောက်တဲ့နေထိုင်တတ်တာကိုဒါ တွေ့ရလေးရှိပါလိမ့်မယ်။ကိုကတကယ်လို့အဲ့လိုမျိုးဖြစ်နေပြီဆိုရင်ကျွန်တော်အခုပြောသလိုပဲထမင်းစားမှအသက်ရှင်မှမဟုတ်ဘူးဆိုတာကို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 ပြန်ပြီးတော့မှပြောင်းလဲမှုလောက်အောင်ပါပေါ့နော်။ကိုစိတ်ကပြောင်းသွားမှလည်းကိုရဲ့အမှုကျင့်ကပြောင်းသွားမှဖြစ်ပါတယ်။တကယ်လို့ဒီ EU ကိုကမဖယ်နိုင်ဘူးဆိုရင်ဒီအချက်ကြောင့်ပဲဒုတိယအချက်ဖြစ်တဲ့ ကယ်ရီပုံများလို့ကိုကိုဗိုက်ဘူးခါတုတ်ပြီးကျမ်းမာပြည်တနာကိုဖြစ်စေတဲ့ကိစ္စမျိုးကို leading ဥဆောင်သွားစီမှာဖြစ်ပါတယ်။ကိုကဒီထမင်းစားမှကိုကအားရတယ်လို့ကမြင်တယ်ပေါ့နော်။မြင်ပြီးခါကျရင်တခြားချိန်မှာအချိုစားတယ်အပူတွေလိုက်စားတယ်။ဒါမှမဟုတ်ထမင်းနဲ့အတူတူပေါ့နော်။ကျွန်တော်မြန်မာလူမျိုးဆိုရင်ခင်းကောင်းတဲ့တပွဲလောက်ကိုစီများများနဲ့ကျွန်တော်ချက်ထားတဲ့ဒါစီပြန်ချက်လေးနဲ့လောင်းပြီးတော့မှဆွဲလိုက်တယ်ဆိုရင်အဲ့ဒီတပွဲတပွဲကို carry ရနဲတာမဟုတ်ဘူး။နောက်တစ်ခုကဒီလိုထမင်းဖြူနဲ့ဒီလိုကျွန်တော်စီပြန်ဟင်းလေးပေါ့နော်။အငန်တက်လည်းများတယ်။ရတာလည်းအစုံလင်ထည့်ထားတဲ့ဟာ ားလေးနဲ့ကျွန်တော်စားလိုက်ခြင်းအပြင်သမင်ပြူပမာဏတပက်ကန်ထဲနဲ့ထိန်းလို့မရတော့ မလွန်ကျွန်နေဖြစ်ကုန်တာပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်မြန်မာလူမျိုးရဲ့စားပုံတောက်ပုံအခြေခံမြန်မာအစားတောက်ပုံစံက carry ရမ်းရပါတယ်။ဒါကြောင့်မလို့လည်းအများစုကဝါဝါလာမှာကျန်းမာရေးပြဿနာဖြစ်ကုန်ဖြစ်မှာဖြစ်ပါတယ်။အမျိုးသမီးတွေအိမ်အောင်ကြပြီးနောက်ပိုင်းကြရင်အစားတောက်အားအိမ်ပူကောင်းလာတယ်။တာသမီးတွေပြီးတဲ့အခါကျရင်လည်းခန္ဓာကိုယ် weight ကပူပူပြီးတော့မှတက်လွယ်လာတဲ့အပြင်အသက်ကြီးလာတဲ့အခါကျတော့ကိုယ်လည်းလှုပ်ရှားမှုလည်းဒါကောင်းကောင်းမလုပ်တဲ့အတွက်ကြောင့်မလို့လည်းစားတာနဲ့ပြန်ပြီးသုံးတာနဲ့လည်းမညီမျှတဲ့အတွက်ကြောင့်မလို့ carry များပြီးမျိုးသမီးရောမျိုးသားအများစုရောအသက်ကြီးလာတဲ့အခါကျရင်ဝါဝါလာဖြစ်ပါတယ်။ ွားတဲ့ခါကျရင်လည်းကျွန်တော်တို့ဒီ bike ခါတုတ်ပေါ့နော်ပြောမှဆိုရင်ကိုယ့်ရဲ့ဒီ middle ပေါ့နော်အလဲပိုင်းကအရန်ကိုအစီအရန်ဆူလိုက်အတွက်ကြောင့်မလို့ခန္ဓာကိုယ်တွင်းထဲမှာလည်းအစီဆူတာအရန်များရဲ့အတွက်ကြောင့်မလို့ကျန်းမာရေးပြဿနာတွေနှလုံးသွေးသွိုးတွေမကောက်ဘူးနော်ကင်ဆာဖြစ်တဲ့အခြေအနေတွေကိုကျွန်တော်ရောက်နိုင်လည်းဖြစ်ပါတယ်အကြောင်းမလို့ bike ခါတုတ်နေဆိုရင်ကျွန်တော်တို့ကရှော့ဖို့ကြိုကြိုးစားအမှာနံပါတ်၁ကိုယ်ခေါင်းထဲမှာပေါ့နော်ထမင်းစားမှရမယ်ဆိုတဲ့အယူကိုရှော့နိုင်မှနည်းနည်း balance ဖြစ်မှာကျွန်တော်ပြောတာထမင်းမကောင်းဘူးပြောတာမဟုတ်ပါဘူးထမင်းလုံးဝမစားနဲ့လို့လည်းပြောတာမဟုတ်ပါဘူးဒါပေမဲ့ဒီအယူရှိရာနဲ့ ဒီအယူမရှိတာဘာကွာလဲပြောရမယ်ဆိုရင်ဒီအယူမရှိတဲ့လူကတခြားဟာတွေကိုလည်းရွေးချယ်စားတော့စရာကိုယ်မှာရှိတယ်ဆိုတော့ဒီ limit ကပွင့်သွားတဲ့အတွက်ကြောင့်မလို့ तू ကပို့ပြီးတော့မှလည်းခန္ဓာကိုယ်ထိမှုတွေပူလွယ်တာပေါ့နော်ကိုကတကယ်လို့ထမင်းကိုပဲအဓိကစားရမယ်အနှစ်တိုင်းစားရမယ်ဆိုရင်ခုနပြောလို့ထမင်းပါရမယ်ပြီးရင်တခြားတော့သူနဲ့သူအရင်ဖြစ်တဲ့ဥမာထမင်းနဲ့ဓာတ်တူတဲ့အာလူးတွေနဲ့ချက်ထားတဲ့အာလူးချက်တွေဒါမှမဟုတ်ထမင်းနဲ့ဓာတ်တူတဲ့တခြားတော့ပေါ့နော် carry dance ဖြစ်တဲ့ ကာဘိုဟိုက်ဒရိတ် source တွေကိုပူစားရလဲရောက်သွားမှာ။ကိုကထမင်းလဲပုံမှန်စားတဲ့ပြင်တခြားချိန်တွေမှာဆိုရင်ကျွန်တော်မြန်မာလူမျိုးရဲ့ဒီပတ်ဝန်းကျင်ခါချောက်ကြည့်လိုက်မယ်ဆိုရင်လက်ဖက်ရည်ဆိုင်တွေထိုင်တဲ့ခါကျရင်လဲကျွန်တော်အီချာကွေးစားရဆိုပါစို့အီချာကွေးဆိုတာဂျုံနဲ့လုပ်ထားတာလေဂျုံနဲ့ထမင်းရတဲ့ဓာတ်တူတူပဲအဲ့တော့ကိုကသူကြီးရဲ့ဓာတ်တွေကိုပဲအကုန်စားနေတာတချို့ဆိုရင်မနက်ကိုကောင်းကျင်းမောင်းစားတယ်ပြီးရင်နေ့လယ်ကိုထမင်းစားတယ်ညနေခင်းလောက်ကျရင်ကိုကညစာမစားခင်မှာဆိုရင်အဲ့လိုသူကြီးရဲ့ဓာတ်တခြားဟာကိုစားလို့စားမိနေမယ်မသိဘူးပေါ့နော်ကျွန်တော်မုံတီတုတ်တွေစားတယ်ဒါတွေအားလုံးကထမင်းနဲ့ဓာတ်တူတူဖြစ်ပါ ါတယ်။ဒါကြောင့်မလို့ကိုကဩထမင်းစားမှဖြစ်မယ်လို့ကိုကတွေးမိနေတယ်ဆိုရင်ကျတော့ပိုစားမိလို့ဖြစ်သွားမှာ။အဲထမင်းမစားလိုက်ရပါတယ်ဆိုရင်ကျတော့တချို့တနက်ကိုမုန်တီတိုလေးတပွဲစားရတယ်ကိုကပြီးသွားမှာ။အကွေနေလေစာမုန်တီတော်လေးတဲ့တွေ့ဆိုရင်သက်တာတော့ဗောနော်ဆိုတော့ဒီအယူလေးတစ်ချက်ကိုတော့အရင်ဦးဆုံးကျွန်တော်တို့ဖယ်သင့်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်နံပါတ်3အချက်ကအားကစားကိုအားမကစားရလို့မြင်ပြီးတော့မှကိုကမအားတော့အား ငါအလုတ်ရမ်းရှုပ်တဲ့လူလေးဆိုပြီးတော့မှဒါလောက်ကငါအချင်းမပေးနိုင်ဘူးဗောနော်ဒါကဘာမှမဟုတ်တဲ့ဟာပဲဆိုပြီးတော့မှအားမကစားတဲ့အရာလို့အဓိပ္ပာယ်ဖွင့်ဆိုတယ်အားကစားကိုခွန်အားကိုလေ့ကျင့်ကစားခြင်းဆိုပြီးမှအဓိပ္ပာယ်မဖွင့်ဘူးချို့မေးကြည့်လိုက်တယ်အားကစားအားမလုံမှာဗောမအားပဲဘာလို့လုံမှာတော့မအားဘူးဒါဥစားပေးမဟုတ်ဘူး ဲ့ဒါတွေပြဿနာတက်တာပါဆိုတော့အကစားမလုပ်တဲ့ပြင်မှာတခြားချိန်မှာဆိုလဲကိုယ်ခန္ဓာကိုယ်လေးတုံးရတာအရင်ကိုအပြင်းထူပါတယ်ပန်းချံကိုသွားတယ်ထားပါတော့ကန်တော်လေးကန်တော်ကြီးကျွန်တော်တို့ပန်းချံဒါမှမဟုတ်တရိဆန်ယုံသွားလဲတဲ့ခါကျရင်လမ်းလျှောက်ပြီးလဲမယ်အစားကျော်ဘက်ကြီးပေါ့နော်အဲ့ဒါလေးငှားပြီးတော့မှစီးကြမြင်ပါတယ်ကိုကပုံမှန်လေးကျင်ငယ်လုပ်နေကြမလို့ဒါလေးရခါကျရင်ကိုကအင်းပြေအကြီးထွက်လို့စီးရပြက်နာဖို့ဆိုပေမဲ့ကိုကပြင်းလို့ကိုကိုလက်လှရှာမှုရှောင်းတဲ့နေနဲ့လွယ်အောင်ပေါ့နော်ဒါမျိုးလေးလှုပ်တာတွေရွေးတာတွေကအဆ ကျွန်တော်တို့ကကိုလက်လှူရှာမှုအပေါ်မှာဘလောက်တဝင်ယုံကြည်လဲကိုလက်လှူရှာမှုကအရေးပါလားအရင်ပါဘူးလားဆိုတာကိုဒီမှာကျွန်တော်မြင်တာတော့ပေါ့နော်မြန်မာလူမျိုးအများစုကတခြားလူလေ့ကျင့်ခဲ့လို့တယ်ဆိုရင်အပိုလှုပ်လှုပ်တယ်လို့မြင်တယ်ပြီးရင်နောက်ခါနှာခေါင်းရှုံ့ကျင်ကြတယ်အထင်မကြီးဘူးကိုအမြင်ဒါကတော့ကြိုက်လို့ရှိခွင့်ရှိရပါတော့။ဒါပေမဲ့လူမှန်ရင်ဒီခန္ဓာကိုယ်နဲ့အသက်ရှင်နေထိုင်ရတာဖြစ်တဲ့ ခန္ဓာကိုယ်ကနေမှသင့်ကျွန်တော်တို့ဘဝကိုဖြတ်တန်းနေတဲ့အချိန်မှာဒီခန္ဓာကိုယ်ကိုပြုစုစောင့်ရှောက်ဖို့အတွက်အခုမှတာဝန်ရှိရဆိုတာလေးကိုဒါကတော့ကျွန်တော်တို့ယုံကြည်ရဲ့အရာပေါ့နော်ဒီခန္ဓာကိုယ်ကသင့်ကျန်တဲ့ကုသိုလ်ရေးလောက်ရတယ်ဒီခန္ဓာကိုယ်ကသင့်အောင်မြင်လမ်းကြောင်းသွားတယ်ဒီခန္ဓာကိုယ်သင့်ကိုချစ်ချင်တဲ့လူကိုကိုယ်ကချစ်ရတယ်ဆိုတော့ဒီခန္ဓာကိုယ်ကရေးမပါဘူးလားကျွန်တော်ပြန်စဉ်းစားကြည့်မယ်ဆိုရင်အရေးအယံပါတယ်ဒီခန္ဓာကိုယ်ကမရှိရင်ဂျန်နာဘာမှလုံးလုံးမရဘူးဆိုတော့နေ့ရက်တိုင်းမှာဒီခန္ဓာကိုယ်အတွက်ကောင်းမွန်စားတောက်ခြင်းကိုယ်လက်လှုပ်ရှားလုပ်ပြီးခြင်းကမှန်ကန်တော့အကျင့်မဟုတ်ပေဘူးလားတော့နော် တခြားဘာဟုတ်တာပေါ့နော်ဒါကြောင့်မလို့လုံနေတူတွေအားလုံးဆိုရင်ကျွန်တော်ကတော့အားပေးပါတယ် fighting ပါတကယ်လို့ကိုကမလုပ်သေးဘူးဆိုရင်တော့ဒီအတွေးလေးကိုတော့တခြားပြန်ပြီးတော့မှစဉ်းစားကြည့်ဖို့လိုတာပေါ့နော်ဘာလို့ဆိုတော့ခုကောင်းထဲမှာတော့မှအတွေးမပြောင်းမှုဆိုရင်ခန္ဓာကိုယ်လှုပ်ရှားမှုကဘလို့မှထွက်လာမှာမဟုတ်ဘူးပေါ့နော်ပြီးနောက်တစ်ခုကရှက်တာ လေ့ကျင့်ခန်းလောက်အောင်ရှက်တာပေါ့နော်အပြင်မှာကျွန်တော်လမ်းသွားရှောက်တယ်ဖားလိုက်ပါဆိုချုပ်တူတွေခေါင်းလဲပါလဲလှုပ်တက်တဲ့လေ့ကျင့်ခန်းလှုပ်တဲ့ခါကျရင်တွေ့ရင်ဘာလို့နေမှမသိဘူးဆိုပြီးတော့မှကြဲကျင်လှုပ်တဲ့လူတွေကအများကြီးအဲ့လိုမျိုးစိတ်တွေအများကြီးအတွက်ကြောင့်ပဲတောင်းတောင်းဆိုရင်လေ့ကျင့်ခန်းသင်တန်းနေဆိုရင်လည်းလူရှိသူရှိမှမလို့ရဲအတွက်ကြောင့်မတော်ဖြစ်ကြများတယ်အဲ့လိုဆိုရင်တော့မှအခုဆိုရင်ကျွန်တော်တို့ဆိုလဲဒါဒီလိုမျိုးလဲ ဖြစ်တာတည့်ရဲ့အတွက်ကြောင့်မလို့ပေါ့နော်အိမ်မာနေပြီးတော့မှလွတ်လွတ်လပ်လပ်ကိုကြိုက်သလိုလေ့ကျင့်ခန်းလုပ်လို့ရအောင်ဆိုပြီးမှ online သင်တန်းတွေလည်းကျွန်တော်တို့ဖွင့်ထားတာဖြစ်ပါတယ် online သင်တန်းတောင်မှတချို့ဆိုရင်ကင်မရာပိတ်ပြီးမှ sorry တူလည်းရှိပါတယ်ပြဿနာမရှိဘူးအရေးကြီးရပါလဲဆိုတော့ လီချင်ကန်လောရမယ်ဆိုတာကိုဒီနေ့ဗီဒီယိုမှာအဓိကကကိုကိုကိုပေါ့လေခွင့်ပြုချက်ပေးဖို့အတွက်ကိုပြောချင်တာဖြစ်ပါတယ်အများစုကကိုလက်လှရှာမှုမှလည်းမလုပ်ဘူးအစားအသောက်ကလည်းအသက်အရွယ်ကြီးလာရမြပို့ပို့ပြီးမှစားစားလာတယ်စားအားတွေလည်းပိုကောင်းလာတယ်ခန္ဓာကိုယ်ကလည်းဝါးတဲ့အရှိန်တွေတက်တက်လာတယ်ကိုလက်လှရှာမှုပို့ပို့လေးလာတယ်ခန္ဓာကိုယ်ကလည်းပို့ပို့လေးလာတော့ပို့လှရှာဖို့ခက်လာတယ်နောက်ဆုံးဒီထိုင်ကောင်းနေမှာအထိုင်အထားလေးလုပ်ဖို့တောင်မှကိုကခက်ခဲလာတယ်ပေါ့နော်အဲ့ဒါပြစ်ထားလို့ဖြစ်တာကျွန်တော်ခန္ဓာကိုယ်ကပြစ်ထားရင်ဆုပ်ယုပ်သွားမှာပဲ သုံးနေရင်ထက်နေမှာပဲဆိုတော့သုံးပါ if you don't use it you lose it မသုံးရင်ရှုံးတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့သင်တန်းထဲမှာဆိုလဲမြန်မြန်ပြောရင်လှချင်စိတ်ထားပါကိုကိုကိုတော်ချင်စိတ်ထားပါတိုးတက်ချင်စိတ်ထားပါဟုတ်ဆိုတော့ဒီစိတ်ဆိုတာမီတောက်တစ်ခုလို့ပဲလှချင်စိတ်ကျမ်းမာချင်စိတ်တော်ချင်စိတ်ဆိုရင်မီတောက်ကိုကိုကငြိမ့်လိုက်မယ်ဆိုရင်ကိုဘာမှလုပ်ဖြစ်မှာမဟုတ်ဘူးအဲ့တော့ငြိမ့်မှာနဲ့ငြိမ့်မခံမှာနဲ့ ်မလှခြင်းနဲ့ငါကြိုးစားမယ်ငါလုပ်မယ်ဆိုတဲ့စိတ်လေးကိုခံယူပါဒီလိုဆိုရင်ခန္ဓာကိုယ်လှုပ်ရှားမှုကပိုလွယ်သွားလိမ့်မယ်အဓိကစိတ်ကပြောင်းမှာပေါ့နော်မိစေကိုထိုင်နေရနေထားဖို့အတွက်ကအဓိကစိတ်ကတွန်းပေးမှလှုံ့ဆော်ပေးမှအထမှာဖြစ်ပါတယ်အခုကျွန်တော် ပြောတာကိုနားထောင်ခြင်းအဖြစ်မိစေလမ်းလေးထားလျှောက်ဖြစ်ဖို့အတွက်ကို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 ဒါပို့ပြီးတော့မှအထောက်အပံ့ပြသွားရဲဆိုရင်တော့ဒီဗီဒီယိုမှာ yes လို့မှတ်ခဲ့လိုက်ပါကျွန်တော်ကတော့ရှောက်စီရှင်ပါတယ်ဟုတ်ဆိုတော့ပြန်ပြောစရာမလိုတော့ဘူးပေါ့နော်ဒီခန္ဓာကိုယ်ကနေတဆင့်ကိုက နေထိုင်ရတာဖြစ်ပါတယ်။ကိုကိုတာဝန်ယူဖို့လိုပါတယ်။ Okay အခုဒီဗီဒီယိုကိုဆက်ပြီးတော့မှကြည့်နေသေးတယ်ဆိုရင် bonus အနေနဲ့အချက်နှစ်ချက်ကိုမိတ်ဆွေကိုဆက်ပြီးတော့မှမျှဝေပေးသွားပါမယ်။ဒီနှစ်ချက်ကမိတ်ဆွေရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်ပါတယ်။ဒါကြောင့်မို့လို့အဆုံးထိကြည့်ဖြောင်းကြည့်လိုက်ပါ။ထမင်းစားမှအသက်ရှင်တယ်လို့ကိုစီမှာဒီအတွေ့အကြံများရော့တော့အောင်လို့တခါလေကြာရင်ပေါ့နော်။ထမင်းမစားဘဲနဲ့ဟင်းကြည့်စားပြီးတော့မှနေကြည့်ပါ။နေလို့တော့ကောင်းမှာမဟုတ်ဘူး။ ဒါကျွန်တော်တို့လည်းအစာပိုင်းတော့အပြောင်းလဲလို့တုန်းကအဲ့လိုပဲပေါ့နော်။ချင်းချင်းမစားတော့ဒီတစ်ခုလိုနေသလိုလိုပြီးရင်နောက်ကနေလို့မကောင်းဘူး။ထမင်းကကျွန်တော်တို့ခန္ဓာကိုယ် relax ဖြစ်စေတယ်။စားပြီးတောက်ပြီးသွားရင်ဟာဒီလိုကောင်းတယ်ပေါ့နော်။ကျန်တဲ့ဟာတွေကျွန်တော်တို့အသားနဲ့အစီတွေဒါမှမဟုတ်အရွက်တွေဒါတွေကြည့်ကျွန်တော်တို့စားနေကြောလေ။သူကနည်းနည်းပို့ပြီးတော့မှ active ဖြစ်တယ်အများစုကကျွန်တော်တို့က relax ပေါ့ဇင်ခံခြင်းကြာများတာပေါ့เนาะစားပြီးတော့ပြီးရင်နည်းနည်းလေး8000အိပ်ပြလိုက်ချင်တာဆိုတော့ ဒီဟာလေးတော့ချင်းကျက်စားခြင်းအပြင်ခန္ဓာကိုယ်မှာဒီလိုကွာခြားမှုရှိရဲဆိုတာကိုခန်းစားကြည့်ပါတကယ်လို့ဒီခန်းစားချက်လေးတွေကိုကွာများများခွင့်ပြုပေးတာများလာဆိုရင်ဘောထမင်းမစားရလဲဘာမှဖြစ်ဘူးပဲငါတိမ်သွားဘူးပဲဆိုပြီးတော့မှအသွေးလေးပေါ်လာဆိုရင်ကိုယ့်ရဲ့အစားတောက်ရွေးချယ်မှုကအရန်ကိုပိုပြီးတော့မှကြီးမားလာမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကီတိုဒိုက်ရက်စားပါတို့ကာဒီဗိုဒိုက်ရက်စားပါတို့ပြောတာမျိုးမဟုတ်ပါဘူးเนาะကျွန်တော်ကထားလိုက်ပါတော့ညစာအနေနဲ့ဆိုရင်ထမင်းတွေပါကိုယ်ကခိုင်းစားနေကြဆိုထမင်းမစားတော့ဘဲနဲ့ အသီးတစ်မျိုးရယ်ဒါလည်းပါပဇွန်လေးနှစ်ကောင်လောက်ဖြစ်ဖြစ်အလိုစားပြီးတော့မှရက်လိုက်တာလိုမျိုးသမင်းရှိရတဲ့အတိုင်းသမင်းမထီဘူးပေါ့နော်တချို့တူတွေကအဲ့လိုလုံထားပြီးသားပါတချို့ကျတော့လည်းခုနပြောသလိုဝေးချနေလို့ခဏပဲလုပ်တယ်တခြားချင်းဆိုရင်ပြန်ပြီးတော့မှစားတာပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာအမြဲလို့လို့အဲ့လိုမျိုးလေးစားဖို့အတွက်ကိုယ့်ကို ပြောင်းလဲပေးကြည့်ပါအများကြီးထိအောင်လာပါလိမ့်မယ်မွင့်ကွာဝိချပြီးဆိုတိုင်းကွာအစမစရဘူးလို့ပဲခုခေါင်းထဲမှာကွာတွေးထားပါလိအစမစရမှုကျွန်တော်စားလို့ရအမျိုးစားရွေးလို့ရတယ်အချို့ဆိုရင်အရွက်တုပ်တမျိုးပဲစားရတယ် okay ဒါမျိုးလေးပေါ့နော်လောက်ဘူးနေချလူကပြက်နာမရှိဘူးမလောက်ဘူးရဲ့လူကကျွန်တော်ခုနပြောလို့ခုခေါင်းထဲမှာချင်းမင်းစားမှဖြစ်မယ်ဆိုရင်အခုလိုပြောင်းလဲလုပ်ကြည့်ပါ bonus 2ကခန္ဓာကိုယ်လှုပ်ရှားရတဲ့ပတ်သက်ပြီးတော့မှပြောချင်တာပါကိုယ်ခန္ဓာကိုယ်ကိုလှုပ်ရှားပေးရတဲ့ပျော်ရွှင်မှုကိုရအောင်ခံစားကြည့်ပါ ကျွန်တော်ဒီလိုပြောလိုက်လို့နည်းနည်းကြောင်သွားမလားမသိဘူးနော်ဘာလို့လဲဆိုတော့ကိုတိတာလေးချိန်ခံလို့တော့မယ်ခန္ဓာကိုယ်လှရှားတော့မယ်ဆိုနာမယ်ဆိုတာကြီးပဲတွဲပြီးတော့မှကောမဖြစ်တော့ခံစားမိနေရအင်းလေးချိန်ခံလို့မှမောတယ်နာတယ်အလိုစိတ်မျိုးနေတာဆိုရင်ကျွန်တော်လည်းမလုပ်ချင်ဘူးအမှန်တိုင်းပြောပြတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နဲ့ရှားလုံနေတဲ့လူတွေကဘာကြောင့်လုပ်တယ်ထင်တော့ကျွန်တော်တို့ကခန္ဓာကိုယ်လှရှားမှုခန္ဓာကိုယ်အသုံးပြုမှုရဲ့ enjoy ပေါ့နော်ပျော်စရာကောင်းတဲ့အချက်တွေကိုခံစားချက်လေးတွေကို တွေးရှိပြီးရရှိထားလို့ပါကိုကအဲ့ဒါမတွေးဘူးမရောက်ဆိုကိုလေလေးကျင်ခံကိုချင်မှာမဟုတ်ဘူးခန္ဓာကိုယ်လှုပ်ရှားရတာကိုကြိုက်မှာမဟုတ်ပါဘူးဥပမာဆိုပါစို့ကျွန်တော်တို့ဆိုရင်လမ်းသွားလျှောက်တယ်ခါကျရင်လမ်းလျှောက်နေတုန်းအချိန်ပြင်းပြင်းမဲမလျှောက်ချင်မလျှောက်ဘူးဒါပေမဲ့ကျွန်တော်တို့တတိထားပြီးတော့လမ်းလျှောက်ပြီးပြန်လာပြီးခါကျရင်ကျွန်တော်တို့အတွေးအမြင်တွေကောင်းနေပိုကြီးသွားတယ် stress တွေပိုပြေသွားတယ် present ပေါ့လေစိတ်ကဟိုဖြစ်စည်းမှုတွေဖြစ်စေတဲ့အနာကအကြောင်းတို့အသိအကြောင်းတို့တွေးမိတာမျိုးဖြစ်ဝင်တဲ့ဒီမှာကိုကချက်ချင်းကိုစိတ်ကဒီမှာရောက်သွားတဲ့တဘောပေါ့နော်အဲ့ဒါလေးကိုကြိုက်တယ်သူရဲ့ reward ပေါ့လေစုလက်ကဒီလိုရမယ်ဆိုတာသိနေတော့ပို့ပြီးရှောက်ဖို့အတွက်အော်တိုတွန်းအားဖြစ်တာပေါ့နော်မိတ်ဆွေကအဲ့ဒီစုလက်တောင်မရှိဘူးဆိုရင်ဘာလို့ရှောက်မှာအခုထိုင်လို့လည်းရတာပဲဟုတ်တယ်ကျွန်တော်လူသားတွေအများစုကတက်တာရတက်တာအကြောင်းကိုပဲရွေးတာများပါတယ်ဒါလည်း လူသားအများစုရဲ့တဘောတဘောဟာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကသူများနဲ့မတူချင်ဘူးဆိုရင်ဒီတော့တဘောတရားကိုကိုကတိပြီးတော့မှပြောင်းလဲဖို့အတွက်ကြိုးစားကြည့်နေတာပေါ့နော်အဲ့လိုပဲကျွန်တော်တို့တချို့လူတွေဟာဝိမာတယ်ကိုယ်ဆိုရင်ဝိမာပြီးတော့မှပြီးရင်ဖြားသွားတယ်ညောင်းကပ်ပြီးနာသွားတယ်စီးသွားထူရတယ်ဆိုတာပဲကိုယ်ခေါင်းထဲမှာရှိနေဆိုရင်လည်း ဟုတ်ပြန်ဘူးဒါဆိုရင်တခြားဝိမားအတူတည်းဘာဖြစ်လို့မနေတာလဲပေါ့နော်မိတ်ဆွေမကန်စားမိအပိုင်းကဘာဖြစ်မလဲပြောမစင်ကျွန်တော်တို့ဝိမားအခါကျန်ဒီကြွတားရဲ့တင်းသွားတယ်ခုခန္ဓာကိုအသုံးပြုမိနေတယ်ခံစားမှုပေါ့နော် satisfaction အဓိကဖြစ်သလိုဝိမားရဲ့လေ့ကျင့်လုပ်ပြီးတော့ဆိုရင်ကိုကိုကို self confidence တွေအရင်တက်လာတာကိုကျွန်တော်တို့ခံစားမိတာပေါ့နော်မတူးပေါ့နော်စကားပြောတဲ့ပုံစံပုံမဲ့စိတ်မှာစကားပြောရင်အာမဲဝိမားပြတာအာနည်းနည်းလေး energy ကပို high တာပေါ့နော်ဆိုတော့လူလူဖြစ်တာအတင်းကြီးလှုပ်ယူကြတဲ့စာရင်ကိုက weight လေးပဲမှားလိုက်မှပြီးမှာဖြစ်တော့ဒါမျိုးလေးတွေကိုကခံစားမိဖို့လိုအဲ့လိုဖြစ်ဖို့အတွက်ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ပျော်ရွှင်မှုရှာမှာကိုကိုကိုအရင်မောတဲ့အထိကိုကမလုပ်တင်ကိုကတိတာလေ့ကျင့်ရတော့လို့တယ်တော့ပြေးလိုက်တယ်မောသွားတယ်အာဟောရဲနဲ့ကိုကမောရဆင်ကိုတိရတာပဲတိတာအဲ့ဆိုနောက်ခါကျမမောအောင်ပြေးရမှာကိုတော်ဝင်မမောအောင်ပြေးကြည့်ပါမမောင်ပြေးပြီးတော့မှပြန်လာလိုက်ပါ။အော်ငါမမောဘူးငါမမောအောင်လည်းငါပြေးလို့ရနေတာပဲပေါ့နော်။တော်တော်များများလေ့ကျင့်ရလို့ဆိုကိုကိုကို punishment အပြစ်ဒဏ်ပေးရလို့ခံယူချမ်းတယ်ပဲလို့တာပျော်ရွှင်ဖို့အတွက် enjoy ဒါကိုကြိုက်ဖို့အတွက်လို့တာမဟုတ်ဘူးကိုကိုအပြစ်ပေးဖို့ငါကငါစားထားတယ်ဆိုမှတော့ငါကငါပြစ်ထားတယ်ဆိုမှတော့ငါအခုအဲ့ဒီစိတ်နဲ့သွားလို့မရကိုခန္ဓာကိုယ်ပေါ်မှာမြစ်တာတရားတက်ရောက်ပြပါကိုခန္ဓာကိုယ်ကိုချစ်ပြပါကဲကဲခန္ဓာကိုယ်လေးမင်းလုံနိုင်တော့မင်းလုံတော့မင်းမလုံနိုင်ဘူးလားမောလာပြီလားလာပြန်လာမယ်ဆိုရဲပုံစံမျိုးလေးနဲ့မဖြစ်တော့ပြန်လာမယ်ဆိုရင်ကိုကိုဆွဲခေါ်ရအရန်လေရတွေ့တွေ့ရပါလိမ့်မယ်အဲ့လိုဆိုရင်ဘာလို့လို့နောက်ပိုင်းပေါ်လေးအချိန်တွေရလာပါလိမ့်မယ်ဆိုတော့အခုကျွန်တော်ပြောလိုက်တဲ့ဒီ mindset နှမျိုးလေးကမိတ်ဆွေရဲ့လက်ရှိနေထိုင်တဲ့ပုံစံလေးကိုပြောင်းလဲသွားစေမယ်လို့ထင်ပါတယ်မြန်မာလူမျိုးများစုကဝဝလာမှာပါကျွန်တော်တို့ NDE ရဲ့ဒေါ်ကြီးရဲ့အဖိုးအဖွားကြီးကြည်ပါပိန်တဲ့လူများလားဝါးတဲ့လူများလားတဲ့ရွေးကြီးလာတဲ့မြာကိုခန္ဓာကိုမနိုင်ကြတော့များပါတယ်။ကိုကအဲ့ထဲကတူတယောက်မဖြစ်ချင်ဘူးဆိုရင်တော့ကျွန်တော်ပြောတဲ့အချက်နှစ်ချက်ကိုတော့ဒါနဲ့ပတ်သက်ပြီးတော့မှစိတ်တပိုင်းဆိုင်ရာကိုတော့ပြောင်းလဲဖို့လိုလိုပြီးလို့ကျွန်တော်ဒီမှာတိုက်တွန်းလိုက်ခြင်းပါတယ်။အရေးကြီးဆုံးတစ်ခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ လိုအပ်ရင်တင်တန်းတက်ပါမကြခင်ကြရင်ဝိတ်ချပြိုင်ပွဲဆိုပြီးတော့မှစီချဝိတ်ချတင်တန်းလေးဖွင့်ဖို့ကျွန်တော်ရှိပါတယ်ဝိတ်ချပြိုင်ပွဲပြုလုပ်တဲ့ရည်ရွယ်ချက်ကအခုလိုပေါ့နော်ကိုယ်ခန္ဓာကိုယ်ပြောင်းလဲဖို့အတွက်စားတော့တဲ့ပုံစံခန္ဓာကိုယ်လေ့ကျင့်တဲ့ပုံစံလေ့ကျင့်ခန်းကိုနားလဲဖို့အတွက်ပေါ့လေတင်ပေးချင်တာဖြစ်ပါတယ်တင်ကြားရေးတွေပါဝင်ပြီးတော့မှလေ့ကျင့်ခန်းလိုရတာကိုပို့ပြီးတော့မှ motivate ဖြစ်ဖို့အတွက်တက်ကြွစီဖို့အတွက်ဆိုပြီးတော့မှပြိုင်ပွဲလေးပါထည့်ပေးထားဖြစ်ပါတယ်ကိုယ်အနေနဲ့ပြိုင်ပွဲပါဝင်ပြီးတော့မှ ပြန်ပွဲဝင်တယောက်နေနဲ့ဝိချပြောင်းလဲချင်လဲရသလိုခုကျမ်းမာရေးအတွက်ပဲကျွန်တော်တို့တင်ကြားရေးကိုဝင်ရောက်ကြည့်ရှုမယ်အတူတူလေးကျင်ငံလိုက်လို့မယ်အစားတော့ပုံစံပြောင်းပြီးတော့မှခုခန္ဓာကိုယ်ပိုလှလအောင်ပြောင်းလဲလအောင်လှုပ်ချင်လဲရပါတယ်ဘလို့ဖြစ်ဖြစ်ပေါ့နော်တင်တန်းတက်ဘူးရဲ့လူနဲ့မတက်ဘူးရဲ့လူကအရန်ကွာပါတယ်အဲကြောင့်မလို့တင်တန်းလေးကိုတစ်ခေါက်လောက်တက်ကြည့်ဖို့အတွက်စမ်းကြည့်ဖို့အတွက်ကျွန်တော်ဒီမှာဖိတ်ခေါ်ခြင်းပါတယ်မကြခင်စတော့မှာပါအခုပဲဒီဗီဒီယို post မှာပါတဲ့ link လေးကိုတစ်ချက်နေပြီးတော့မှဝင်ရောက်ဖတ်ရှုပြီးတော့မှကြိုတွင်းသိတ်တန်တင်တန်းကြီးလေးလွတ်မသွားခင်မှာမြန်ဆုပ်စင်းသွင်းဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ် နောက်တဲ့ဗီဒီယိုမှာပြန်ပြီးတော့မှတွေ့ဆုံကြပါမယ်။အခုဒီဗီဒီယိုလေးကိုမိတ်ဆွေဘယ်မျိုးကနေကြည့်နေလဲဆိုတာကိုလည်း comment မှာမှန်ခဲ့ပေးပါဦး။ကျွန်တော်လည်းသိချင်ပါတယ်။ပြန်တွေ့ကြပါမယ်။ Bye bye ပါ။